ာပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE Fan များအားလုံးဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVA မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာမွေးနေ့ဓမ္မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ဂျုံဝင်းစော်ထုံးကနေ့ တည်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မှာကြာရောက်တဲ့မွေးနေ့ရှင်များကတော့မန္တလေးမှဝင်းငယ်ငယ်၊ဘိုက်ကော်မှကိုကျော်ချာလီ၊ပြင်မနာမြို့မှအေအေတိန်၊တောင်ကြီးမြို့မှတဲမမို့ငယ်၊ပျော်ပွဲမြို့မှယူယူထေ၊ဝိုင်းမော်မှမောင်လော်ရင်ချောင်း၊ပြင်းဦးလွင်မှအေစုကြီး၊မစ်တီလာချီတီစီမှချစ်တူးမှကလေးမြို့မှ ပီတာနန်းခိုခိုင်ကလေးမျိုးမှာပဲအန်တိုနီထန်းခတ်တုံမင်းတပ်မျိုးမှာရော့စ်မေရီထန်းအောင်စိန်းလိုပဲဖြစ်ပါတယ်ဒီနေ့နှဝင်မာလာ16ရက်နေ့မှာကြာရောက်တဲ့မွနစ်ရှင်များကြည့်ရှုနာဆင်အားပေးနေသူများတောင်းဆိုထားကြသူများအားလုံးပေါ့အဖာဖယားသခင်ရဲ့ကောင်းကြီးများစွာစတဲ့တဘူးတူ၍ခံစားရပါစေကြောင်းအရှက်သမားတရားမြန်မာပိုင်းစီတွေမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူ ကျွန်တော်ဂျုံဝင်းစောထောင်းကနေစုမုံကောင်တောင်ပေရင်တိတ်တန့်ရှင်တူတူတည်ဆူထားတဲ့ယေရှုအတွေ့စဉ်းစားပါဆိုတဲ့ဓမ္မတခြင်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ပေါ်မှာပြုံး ဘာလဲနည်းနည်းလေးတော့စဉ်းစားပါ တွင်33ကျင်းမြောက်ကနေငွေနေရှလူကာဧဝံဂေလိကျမ်းအခန်းကြီး20အခန်းငယ်9မှ19တိုင်းချို့သောသူများကဗိမာန်တော်သည်တပသောကြောက်တုံးများနှင့်၎င်းဘုရားသခင်ကိုစက္ကပ်ပူတော်သည်လူဝေယပစ္စည်းများနှင့်၎င်းတန်စာစင်တာကြောင်းပြောဆိုကြ၏ဘုရောကယခုကျင်တို့မြင်တွေ့ကြရသောဤရာအလုံးတို့သည်ကြောက်တုံးတုံးပေါ်တုံးတင်၍ မကြံရစ်သည့်တိုင်အောင်အလုံးပြိုပြက်သည့်နေများရောက်လာလိမ့်မည်ဟုမိန့်တော်မူ၏။သောအခါသူတို့ကဆရာတခင်ဤရာများကြီးမိတိအချိန်ကာလတွင်ဖြစ်ပျက်နေမည်။ဤသို့အဖြစ်မည်မိတိမိလက္ခဏာများပေါ်ထွန်းမြင်၏ဟုမိလျှောက်လေ၏။ကိုရောကလည်းတင်တို့ကြီးလှည့်ပြားခြင်းမခံကြရစေရန်တတိပြုကြတော့အเจ้าမူကားများစွာသော သူတို့ကြီးငါ၏နာမ၌လာကြ၏ ်ဟာဒီခရစ်တော်ဖြစ်အချိန်ကာလသည်လည်လာဖြူဆိုကြလိမ့်မည်ထို့သူတို့၏နောက်သို့မလိုက်ကြလိမ့်မည်သင်တို့သည်စစ်ပွဲများနှင့် ပုံကံထကြွခြင်းအကြောင်းတို့ကိုကြားရသောအခါထိတ်လန့်တော်လို့ခြင်းမရှိကြနှင့်အကြောင်းမူကားဤအမှုရာများသည်ပရမဥစွာဖြစ်ရလိမ့်မည်တို့ရာတွင်နောက်ဆုံးသောကာလသည်ချက်ချင်းရောက်လာလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏ထို့နောက်သူတို့အားမိန့်တော်မူသည်ကလူမျိုးတစ်မျိုးနှင့်တစ်မျိုး နိုင်ငံတနိုင်ငံနှင့်တနိုင်ငံဆစ်ဖြစ်ကြလိမ့်မည်။နေရာအရရတို့၌ယင်းကလေးပြင်းစွာလှုပ်ခြင်း၊ငှမော့ခေါင်းပါခြင်းနှင့်ကာယောဂါများအယောက်ချင်းတို့ဖြစ်ပေါ်လိမ့်မည်။ကောင်းကင်၌လည်းကြောက်မွေဖော်ရာ နမိတ်များနှင့်ကြီးကျယ်သောအမတ်လက္ခဏာများဖြစ်ပေါ်လိမ့်မည်။သို့တော်လည်းဤအရာများအလုံးအဖြစ်မီတို့သည်ငါ၏နာမကြောင့်သင်တို့ကိုဖန်ဆီးနှိမ့်ဆဲကြလိမ့်မည်။တို့သည်သင်တို့ကိုတရားရှိရများနှင့် အချင်းထောင်များတွင်အနှံ့ကြ၍သင်တို့သည်ဘရင်များနှင့်မြို့ဝင်များ၏ရှေ့မောက်သို့ခေါ်ဆောင်သွားခြင်းခံရလိမ့်မည်။ဤသည်ကသင်တို့သက်တည်ခံရန်အချိန်ခါကောင်းဖြစ်လိမ့်မည်။ထို့ကြောင့်သင်တို့မိခဲ့သို့ပြောဆိုရမည်ကိုချိုတင်၍တွေးဆမထားရန်စိတ်ပိတ်ဖြတ်ထားကြလော့။အကြောင်းမူကားသင်တို့၏ရန်သူသည်သင်တို့ကိုရင်းခုန်ဆန့်ကျင်ခြင်းမပြုနိုင်ရန်နှုတ်အစွမ်းနှင့်ညာစွမ်းကိုသင်တို့အားမပေးမီ တင်တို့ကိုတင်တို့ဤမိဘညီအကိုများဆွေမျိုးများနဲ့မိတ်ဆွေများကပင်အနှံကြလိမ့်မည်တင်တို့တွင်အချို့ကိုသူတို့တတ်ကြလိမ့်မည်တင်တို့သည်ငါ၏နာမကြောင့်လူအပေါင်းတို့၏လူကြီးချင်းကိုခံကြကြလိမ့်မည်သို့သောတင်တို့၏ဥပမာစံကြီးတပင်မြပျက်စီးရလိမ့်မည်မဟုတ်ကြည်ကြည်ခိုင်မာခြင်းအဖြစ်တင်တို့သည်တင်တို့၏အသက်ကို ပိုင်ဆိုင်ကြရလိမ့်မည်ဟုမိန့်တော်မူ၏ဤဒီကား ယေရှုခရစ်သို့ခေပြီးမြတ်တော်ဧဝံဂေလိတရားတော်ဖြစ်သည် ချီလာစွာသောညီကိုမောင်နှမပေါင်းတို့ဒီနေ့တာမန်ကာလ33ကြိမ်မြောက်တနုံနေ့နေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကခန်းကြီး27ခန်းငယ်9မှ19ထိဖြစ်ပါတယ်။လောကမှာအသက်ရှင်နေထိုင်လုပ်ကိုင်စားတော့ဖို့အာယုံစိုက်ကြရင်းနဲ့ကျွန်တော်တို့အသက်ရှင်နေတဲ့ဘဝရဲ့အတိတ်ပဲဘဝရဲ့ပန်းနိုင်ကိုမေ့လျော့လာကြပါတယ်။ဒါကြောင့်လူဘဝဟာဘာအတိတ်ပဲမှမရှိသလိုလို့ လူဘဝဟာဘာပန်းနိုင်မှမရှိတလူလူဖြစ်လာကြလို့အသက်ရှင်ရတာအာရော့လာကြတယ်စိတ်ခက်တံမှုမရှိကြတော့ဘူးဒါကြောင့်ပြောတလူပဲနေကြတော့တယ်ဖြစ်တလူပဲနေကြတော့တယ်အိမ်ကြီးအိမ်ကောင်းနဲ့နေရပါတယ်ဒါပေမဲ့မိသားစုကတကွဲတပြားစီးပညာတွေတိုးတက်လာပါတယ်ဒါပေမဲ့ကျမ်းမာရေးတွေချိုးတက်နေကြတယ် ခေပညာတွေတက်ကြပါတယ်ဒါပေမဲ့အတိတရားတွေခေါင်းပါလာတယ်ဝင်ငွေတွေချမ်းသာလာပါတယ်ဒါပေမဲ့စိတ်ကစင်ရဲနေကြတယ်ဈေးကြီးတဲ့နိုင်ရှိပါတယ်ဒါပေမဲ့အချိန်မရှိကြပါဘူးအရက်တွေ ပေါများလာကြပြီးရေရှားပါနေတယ်လူတွေကများပြားလာပါတယ်ဒါပေမဲ့လူစားတဲ့လူကရှားပါလာပါတယ်ဒါဘာကြောင့်ဖြစ်လာရတာလဲလူတွေဟာ ကိုယ့်ရဲ့ပြစ်ဆုံးပါနဲ့ကိုယ့်ရဲ့အနာဂတ်ကိုပိုင်းခြားမသိကြလို့ပါပဲဒါကလည်းလောကဆန်တဲ့အတွေးခေါ်တွေကတဖြည်းဖြည်းလွှမ်းမိုးလာကြလို့ပါလောကဆန်တဲ့အတွေးခေါ်မှာတော့အခုနေထိုင်ရတဲ့ဘဝပြစ်ဆုံးပံကိုပဲစဉ်းစားတတ်တယ်။နောက်ဘဝကိုမစဉ်းစားကျင်ဘူးမယုံဘူး။ဒါကြောင့်အခုဘဝမှာဖျားကြိုက်တယ်လို့မနေထိုင်ပဲကိုကြိုက်တယ်လို့နေထိုင်ကြတယ် အဲ့လိုလူတွေက အနာဂတ်တွေမစင်စားဘူးအနာဂတ်မရှိတဲ့လူက ဘာကိုမျော်လင့်ပြီးအသက်ရှင်မှလဲသူ့အတွက်အနာဂတ်မရှိဘူးဆိုမှတော့ဘာမျော်လင့်ချက်မှလည်းမထားတော့ဘူးလေသူ့ကိုယ်ကာယအတွက်ပဲအသက်ရှင်တယ်သူ့ဝိညာဉ်ရေးအတွက်မစင်စားဘူးသူ့ကိုယ်ကာယအတွက်ပြည့်စုံဖူလုံရင်တောင်သူ့ဘဝကဟာတာတာကြီးအတိတ်ပဲမရှိသလိုပဲခံစားရမှာပဲဟုတ်တယ် ချစ်ချင်းမေတ္တာမရှိရင်လူဘဝဟာအဓိပ္ပာယ်မရှိဘူးအခုလောရောဆယ်တော့ပိုက်ဆံရဖို့ကြားမှချမ်းသာဖို့ပဲမှုံပြီးတော့အလုလုနေကြလို့သူ့ဘဝရဲ့အဆုံးကိုမစင်စားဖြစ်တာအဲ့ဒီပြစ်စုတ်ပံမှာပဲနေနေတဲ့သူအတွက်လူဘဝကဘယ်လိုကြီးလဲသိပြီးရင်အကုန်ပြီးရောလားဒီလိုလူအဖွဲ့စည်းကပြစ်စုတ်ပံမှာပဲနေကျင်တဲ့အဖွဲ့ နောက်တစ်ဖွဲ့ကတော့အနာဂတ်မှာပဲနေကျင်တဲ့အဖွဲ့ဒီနေ့ဖတ်တဲ့ဒုတိယကျမ်းစာနဲ့ဧဝံဂေလိကျမ်းစာတဲကလူတွေလူပေါ်ဒုတိယကျမ်းစာသက်ဆက်လောနီကာဩဝရစာဒုတိယဆောင်မှာ ရှင်ပေါလုကသူခိကလူတွေအခုပြစ်ဆုတ်ပါမှာအလုံးမလုံးပဲသခင်ယေရှုဒုတိယအကြိမ်ကြွလာတော့မှမူကဘာကုန်တဲ့အချိန်ကိုထိုင်ဆောင်နေကြလို့ဆုံးမထားတာကိုဖတ်ရပါတယ်တင်တို့တွင်အချို့သောသူတို့သည် ြင်းကြီးစွာနေထိုင်၍အလုံးမလုံးဖဲသူတစ်ပါး၏ကိစ္စများတွင်သာ ဝင်ရောက်စွတ်ဖက်နေကြကြောင်းကိုငါတို့သိကြ၏ထိုသူတို့သည်မိမိတို့၏အလုတ်ကိုတိတ်ဆိတ်စွာ လုတ်ကင်လျက်မိမိတို့၏ဝမ်းစာကိုရှာဖွေ စားတောက်ကြရန်ယေရှုခရစ်တော်၏နာမတော်၌တင်တို့အားငါသတိပေးနှိုးဆော်ပါ၏တဲ့ယေရှုဖျားရှင်လက်ထက်ကလူတွေကလည်းယေရှုဖျားရှင်ကိုမေးလျှောက်ကြတယ်ဘယ်တော့ကဘာကုန်မှလဲ ဘာတွေဖြစ်ပြက်မှလဲစသဖြင့်အနာဂတ်ကိုပိုပြီးစိတ်ဝင်စားကြတယ်အဲ့လိုအနာဂတ်မှာဖြစ်ပြက်မြတ်ဟာကိုပဲအာယုံရောက်နေတဲ့လူတွေကအခုပြစ်ဆုတ်ပါမှာရှင်းနေတဲ့ဘဝအသက်တာကိုအေးမပေးတော့ဘူးအထင်သေးကြတယ်ပြစ်ဆုတ်ပံကိုဖြစ်တယ်လို့ပြစ်ဆက်လက်ခနေကြတယ်သူ့အယူဆကဒီလောကကဘာကြီးကဆက်ဆုတ်ယွန်ချာစရာကောင်းတယ်ဒီလောကမှာအများထွက်မှမြန်မြန်လွတ်မြောက်မယ်လို့ ူတို့ကထင်းနေကြတယ်။ကဘာကြီးမြန်မြန်ကုံမအေးမယ်လို့ယူဆထားကြတယ်။ဒီအဖွဲ့ရဲ့အယူအဆကလည်းမှားပါတယ်။ပြစ်ဆုတ်ပါမှာပဲကျင်လဲနေကျင်တဲ့လူတွေအနာကမရှိပဲနေကျင်တဲ့အဖွဲ့ကလည်းမှားပါတယ်။ဒါအပြင်နောက်တစ်ဖွဲ့ကရှိပြန်သေးတယ်။အဲ့ဒီအဖွဲ့ကတော့အတိတ်ကာလမှာပဲနေကျင်တဲ့အဖွဲ့ပါပဲ။ဟိုးရင်တို့ကအချိန်ကောင်းလေးတွေကို ပြန်တန်းတရင်အသက်ရှင်နေကြတယ်အတိတ်ကိုတန်းတရင် ကိုယ့်ကိုယ်ကို နှစ်သိမ့်နေတတ်ကြတယ်အဲ့လိုလူတွေကတစ်ချိန်လုံးတွေးဝေးငေးမိုင်းနေတတ်ကြတယ်တစ်ချိန်လုံးလွမ်းဆွတန်းတရင်နဲ့လက်ရှိအချိန်တွေကို ဖြုံးနေကြတာပါပဲမကောင်းပါဘူးဘာမှလည်းအကျိုးမရှိပါဘူးဒါကြောင့်အခုပြောခဲ့တဲ့၃ဘွက်စလုံးကမကောင်းပါဘူးတစ်ဖက်ဆုံးကြကြနေကြတယ်အတိတ်မှာပဲနေကျင်တဲ့အဖွဲ့ ပြစ်ဆုံးပါမှာပဲနေခြင်းနဲ့အဖွဲ့အနာကမှာပဲနေခြင်းနဲ့အဖွဲ့အဲ့ဒီအဖွဲ့အားလုံးအကျိုးမရှိပါဘူးဖျားမကြိုက်ပါဘူးဒါဆိုလူဘဝမှာအထိပယ်ရှိရှိနေထိုင်ဖို့အားတဲ့တယော နေထိုင်ဖို့ဘယ်လိုအသက်ရှင်ကြရမလဲအဖြေကတော့အနာကကိုရည်ရွယ်ပြီးတော့အခုပြစ်ဆုံးပါမှာနေထိုင်ဖို့ဖြစ်ပါတယ်ကို့အနာကနဲ့အခုလက်ရှိပြစ်ဆုံးပါကိုရော တတိလက်လွတ်မဖြစ်စီရပါဘူးအမှန်တရားကတော့အခုမြင်းနေတဲ့ပြစ်စုတ်ပန်းလောကကြီးကမတည်မြဲဘူးဆိုတာ အမှန်တရားပါပဲအာလုံးပြောက်ွယ်သွားကြရမယ်အခုပြစ်စုတ်ပန်းအတွက်ဖဲအသက်ရှင်နေလို့မဖြစ်တော့ဘူးဆိုတာသိပါအခုပြစ်စုတ်ပန်းမှာကျွန်တော်တို့အောင်မြင်တာတွေပိုင်ဆိုင်တာတွေအားလုံးကျွန်တော်တို့တည်တဲ့အခါထားရခဲ့ရမှာပါ ဒါကြောင့်အခုပြစ်စုံပန်အသက်ရှင်နေကြတဲ့အခါကျွန်တော်တို့မှမျော်လင့်ချက်ရှိထားရမယ်။ဒါမှအတိပ္ပယ်ရှိတော့မှာပေါ့။ယူဝကျက်ပန်းနိုင်ရှိနိုင်မယ်။ကျွန်တော်တို့ခရိယန်တွေယုံကြည်ကြတာကအနာဂတ်နောက်ဘဝမှာဘဝရဲ့ပြည့်စုံခြင်းဒီစိတ်ကြည်နူးစရာအကောင်းဆုံးချစ်ချင်းမေတ္တာအရှိဆုံးကြုံတွေ့ပိုင်ဆိုင်ရမယ်။အဲ့ဒါဘယ်လိုခံစားရမလဲဆိုတာကြိုတင်သိနိုင်ဖို့လေ။ အခုပြစ်ဆုံးပန်းလောကမှာကလေးကကြိုတင်အမိခံစားမိစေပါတယ်။အဲ့ဒါတွေကတော့ကျွန်တော်တို့အခုပြစ်ဆုံးပန်းမှာတကယ်လို့တယောက်ကိုတယောက်ချစ်ကြရင်အဲ့လိုနောက်အနာဂတ်မှာခံစားမိမဲ့ကြည်နူးမှုမျိုးကိုကြိုတင်ခံစားမိစေတာပါပဲ။ဒီနေ့ပထမကျမ်းစာ မာရခိကျမ်းမှာကမ္ဘာလောကရှိ မကောင်းမှုတွေဟာမီးလောင်ကျွမ်းတယ်လို့တခုမှကြံတော့မှာမဟုတ်တော့ဘူး။ ဟုတ်ပါတယ်။နောင်ဘဝမှာတရားမြတ်ခြင်းချစ်ချင်းမေတ္တာတွေပဲကြံရှိပါတော့မယ်။အဲ့ဒီအခါဇနိစာလံချမ်းတွေကလိုပဲဘုရားသခင်ဒီကဘာမြေကြီးကိုတရားမြတ်စွာအုပ်ဆိုးရန်ကြွလာတော်မူ၏တဲ့။ဒါကြောင့်ဦးရင်နာခြင်းသိခြင်း မရှိနိုင်တော့တာပေါ့။နောင်ဘဝကို မျော်လင့်ပြီးရှင်းနေတဲ့ကျွန်တော်တို့ဟာအခုပြစ်ဆုံးပံကိုလည်းအကျိုးရှိရှိ ရှင်ကြပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မျောလင့်နေတာကချစ်ချင်းမြတ်တာ။ကျွန်တော်တို့မျောလင့်နေတာကတရားမျှတခြင်းလေ။ကျွန်တော်တို့မျောလင့်နေတာနဲ့စန့်ကျင်ဘက်ကျွန်တော်တို့နေထိုင်ပါမလား။အနာဂတ်မှာဒီလိုဒီလိုမျောလင့်ထားလို့ခုပြစ်ဆုံးပါမှာလေဒီလိုဒီလိုနေနေကြတာပေါ့အဲ့ဒီလိုအနာဂတ်တွေပြင်ဆင်ရင်းနဲ့အသက်ရှင်စဉ်အခါမှာကျွန်တော်တို့မမိမပြောက်ရမှာကဖျားတရားပါပဲ ယေရှုဖျားရှင်ရဲ့တရားတော်များအတိုင်းရှင်းနေရမယ်ဆိုလိုတာကအခုပြစ်ဆုံးပါမှာအလုပ်တွေလုပ်ရင်ယေရှုမျိုးမသွားဘူးစိတ်ပြက်မသွားဘူးဆိုတာဖျားနဲ့အတူအသက်ရှင်နေမှဖြစ်မှာပါဖျားနဲ့အတူဘဝခရီးကိုအတူလျှောက်မှ စိတ်ထိန်နိုင်ပဲဖုံအားရှိနိုင်ပဲပုံပုံပြောရရင်အခုပြစ်ဆုံးပါမှာကိုမျော်လင့်ထားသလိုမဖြစ်လာခဲ့ရင်တောင် ိုကလောကအရာတွေကိုစိတ်မစွဲလန်းလို့ဘဝနဲ့ပလက်ဖြစ်မသွားဘူးဘဝပြည့်မသွားနိုင်ဘူးဒီလိုပဲအတိတ်ကာလကဖြစ်ပြက်ကြုံတွေ့ခဲ့သမျှကိုလည်းလက်ခံတတ်ရမယ်အတိတ်ကကောင်းခဲ့တာတွေကို ယူ မကောင်းတာတွေကိုပယ်ပါ ကြုံတွေ့ခဲ့ရတဲ့အပြစ်အမှားတွေမှသင်ငန်းစာယူပြီးအခုပြစ်ဆုံးပါဘဝတည်းမှာ အတိတ်ကလို့မမှားစေဘူးအသက်ရှင်ရမယ်ဒါဟာလူမှုရေးမဟုတ်ဘူးပြစ်ဆုံးပါ ခုလက်ရှိဘဝမှာဘုရားသခင်အပေါ်ယုံကြည်အားကိုးနေဖို့အရေးကြီးဆုံးပါပဲအခုကျမ်းစာမှာယေရှုဘုရားရှင်သတိပေးထားတယ်လို့ပါပဲသူတို့သည်သင်တို့ကိုတရားစရာများနှင့်အချင်းထောင်များတွင် အနှံ့ကြ၍သင်တို့သည်ဘရင်များနှင့် မျိုးဝင်များရှေးမောက်သို့ခေါ်ဆောင်ခြင်းခံရလိမ့်မည်ဤသည်ကသင်တို့တည်ခံရအချိန်ကောင်းဖြစ်လိမ့်မည်ထို့ကြောင့်သင်တို့ဤကဲ့သို့ဖြေကြားရမည်ကိုကြိုတွင်၍ တွေးဆမထားရန်သတိပြုကြလော့အကြောင်းမူကားတင်တို့၏ရန်သူများသည်တင်တို့ကိုရင်းခုန်ဆန့်ကျင်ခြင်းမပြုနိုင်ရန်နှုတ်အစွမ်းနှင့်ဉာဏ်ပညာကိုတင်တို့အားငါပေးမည်တင်တို့ကိုတင်တို့၏မိဘညီအကိုများဆွေမျိုးနှင့်မိတ်ဆွေများကပင်အနှံကြလိမ့်မည်တင်တို့တွင်တချို့တို့ကိုတတ်ကြလိမ့်မည်တင်တို့သည်ငါ၏နာမကြောင့်လူအပေါင်းတို့၏မုန်းကြီးခြင်းကိုခံကြရလိမ့်မည်သို့သောတင်တို့၏ဥကောင်းမှာ စံချီပင် တပင်မြပျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်ကြီးကြီးခိုင်မာခြင်းအဖြစ်တင်တို့သည်တင်တို့၏အသက်ကို ပိုင်ဆိုင်ကြလိမ့်မည်လို့ခရီးတော်ပေးထားပါတယ်။ဒါဆင်သူအားလုံးပေါ့ဘုရားသခင်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။ဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသူများအတွက်ဟောအပ်သောဆုတောင်းမေတ္တာ ဩတနာကိယနာရှင်ဖခမိတော်ဗျာကိုရောတိသာသမိတို့ကိုအမြဲမပြတ်စောင့်ရှောက်လျက်ရှိသည်ကိုယုံကြည်ကြပါ၏သာသမိတို့ဂျုံတွေ့နေရသောသဘာဝဘေးအန္တရာယ်များနဲ့စစ်မှတ်အန္တရာယ်ဘေးများကြားမှကိုရောရှင်တနာကိယနာတော်ဖြင့်ထူမှပြေတော်မူပါသာသမိတို့သည် ခွန်အားကုန်ခန်း၍အကျဉ်းချင်းလဲကြလျက်ရှိကြပါ၏ကိုရောရှင်မှလွဲ၍ဤသည့်အရာမှ အားကိုးစရာမရှိပါသောကြောင့် သားသမီးတို့လိုအပ်နေသော စိတ်ဓာတ်ခွန်အားနဲ့ကာယခွန်အားကိုဖြည့်ဆည်းပေးတော်မူပါလိုအပ်နေသော စေဝါများအစာအစာများရေနှင့်အသုံးဆောင်များစောင့်ရှောက်မှုများနဲ့ကယ်ဆယ်မှုများကို အမှန်တကယ်လိုအပ်နေသော သားသမီးများထံသို့ ချောမောစွာ ရောက်ရှိနိုင်ရန်ကိုရရှင်၏ကာကွယ်စောင့်ရှောက်မှုဖြင့်ပို့ဆောင်ပေးတော်မူပါ သားသမီးတို့၏ဘဝနေထိုင်မှုတွေအထူးလိုအပ်နေသောဘေးကင်းလုံခြုံမှုနဲ့အတွင်းစိတ်ငြိမ်သက်ခြင်းကိုလည်းကိုရရှင်ပေးသနာတော်မူပါပါဝင်လှူဒန်းကြသောအလူရှင်များအားလုံးကိုလည်းဘေးကင်းလုံခြုံသောဆုကျေးဇူးနဲ့အတူအစတရားမကသောကောင်းကြီးကျေးဇူးများနဲ့ပြန်လည်၍သွန်လောင်းချပေးသနာတော်မူပါမိမိတို့၏အသက်ကိုပဓာနမထားဘဲစွန့်လွတ်အနစ်နာခံပေးဆက်နေကြသော ကိုရောရှင်မိမ့်မှာခဲ့သည့်ငါ၏ညီကိုတို့ကိုပြုစုစောင့်ရှောက်ခြင်းသည်ငါကိုပြုစုစောင့်ရှောက်ခြင်းဖြစ်သည်ဟုကြမ်းချက်ကိုစင်ကလုံးတွင်း၍ကဲဆဲပြေးနေကြသောနှလုံးလှသူရဲကောင်းများကိုလည်းကောင်းကြီးပေးတော်မူပါကာကွယ်စောင့်ရှောက်တော်မူပါဘေးကင်းလုံခြုံစေတော်မူပါဤကဆိုးများကြောင့်တည်ဆုံသွားကြသောသူရဲကောင်းတို့၏ဝိညာဉ်များနှင့်တိုင်းသူပြည်သားတို့၏ဝိညာဉ်များတို့ကိုလည်း ကောင်းငင်ရွှေပြည်တော်ဝယ်လက်ခံတော်မူ၍သူတို့ပြုမိသည်မအပြည့်အနာစာများကြံရှိနေပါလျင်ကိုရောရှင်၏တနာကိူနာတော်ဖြင့်ခွင့်လွတ်ပေးတော်မူပါဤအမှောင်ဆုံးအချိန်ကာလကြီးကို အမြန်ဆုံးကြော်ဖြတ်နိုင်ကြ၍အေချမ်းတာယာဝါပြောသော နိုင်ငံအသစ်နှင့်အတူစစ်မှန်သောငြိမ်းချမ်းတာယာခြင်းကိုလည်းပေးသနာတော်မူပါမည်အကြောင်းသာသမီတို့တောင်းလျှောက်ကြပါသည်ဖျား အာမင်ဤတွင် Radio Veritas Asia အာရှတမန်တရားအတံလွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကို အတံလွင့်လို့ပြပါသည်။ဟောတာရှင်အပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလျက်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေ။ဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ။